အာနာသိမ်းခဲ့တဲ့၄နှစ်ကျော်ကာလအတွင်းစိုးစုကျူးလွန်ခဲ့တဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်မှာ398ခုရှိခဲ့ပြီးတော့တည်ဆုံးသူ423ရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမေလ၈ရက်မနေ့ကထုတ်ပြန်ပါတယ်။စိုးစုအာနာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်အေဗီလာအထိ၄နှစ်ကျော်ကာလအတွင်းစိုးစုကျူးလွန်ထားခဲ့တဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေဖြစ်ပါတယ်။ အစူလိုက်ပြုံလိုက်တက်ပြတ်ခံရမှုဖြစ်စဉ်ဟာ2024ခုနှစ်အတွင်းအများဆုံးဖြစ်ပွားခဲ့ပြီးတက်ပြတ်မှုဖြစ်စဉ်146ခုဖြစ်ပွားခဲ့ကာသေဆုံးသူ1614ဦးထိရှိခဲ့ပါတယ်။လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရအစူလိုက်ပြုံလိုက်တက်ပြတ်ခံရမှုဖြစ်စဉ်တွေဟာနှစ်လိုက်တိုးမြင့်လာခဲ့တာဖြစ်ပြီးတော့လက်ရှိ2025ခုနှစ်ဧပြီလအတွင်းထိအစူလိုက်ပြုံလိုက်တက်ပြတ်ခံရမှုဖြစ်စဉ်44ခုထိရှိထားပြီးတော့တက်ပြတ်ခံရသူအရေအတွက်ဟာလည်း 450ကျော်ရှိထားခဲ့တာဖြစ်ပါတယ်။ကျောစုကကျွလွန်ခဲ့တဲ့အစုလိုက်ပြန်လိုက်တပ်ဖြတ်မှုဖြစ်စဉ်တွေမှာအမျိုးသားအများစုတပ်ဖြတ်ခံရဖြစ်ပြီးတော့၄နှစ်ကျော်ကာလအတွင်းတပ်ဖြတ်ခံရသူ1886ဦးရှိခဲ့ပါတယ်။ကျောစုရဲ့အစုလိုက်ပြန်လိုက်တပ်ဖြတ်ခံရမှုအများဆုံးဖြစ်ပွားခဲ့တဲ့ဒေသဟာသခိုင်းတိုင်းဖြစ်ပြီးတော့အာနာသိန်း၄နှစ်ကျော်ကာလအတွင်းမှာအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုဖြစ်စဉ်150ကျော်ဖြစ်ပွားခဲ့ပါတယ်။